ဒီနေ့အလုံးသောတရားချစ်ခင်သူတော်စင်ပြိဋ္ဌာအပေါင်းသူတော်ကောင်းတို့အားလူသားနဲ့ဝဇိပေရထီတိုင်းရှာဆိုတဲ့ကောင်းစဉ်လေးနဲ့ဟောပြောပြတာသင်ကြားပေးမှာဖြစ်ပါတယ်။ဒီဝဇိပေရထီတိုင်းရှာဆိုတဲ့တရားလေးကိုဟောပြရခြင်းရဲ့ရည်ရွယ်ချက်ကတော့ကိုယ့်ရဲ့နှုတ်ဝစီကို ကိုယ်တိုင်ထိမ့်သိမ်းနိုင်ဖို့ပါ။လူသားတွေဟာ နေ့စဉ်နဲ့အမျှစကားပြောဆို နေကြရပါတယ်။ စကားပြောဆိုတာနဲ့ပတ်သက်ပြီးပြောတဲ့နဲ့စကားတွေရှိတယ်လို့မပြောတဲ့နဲ့စကားတွေလည်းရှိပါတယ်မပြောတဲ့နဲ့စကားများကတော့၄မျိုးရှိပါတယ်လိညာပြောဆိုတာရဲ့တဦးနဲ့တဦးချစ်ခင်မှုတွေပြက်ပြားအောင်ဂုံးတိုက်စကားပြောတာရဲ့မကြောက်မနာတာကြံ့ညာထန်ထန်ဆဲဆူချင်းချောက်ချိန်စဲတာရဲ့ဘလောက်ဖဲအချိန်ကြာအောင်ပြောပြောသူ့အတွက်လည်းအကျိုးမရှိကို့အတွက်လည်း အကျိုးမရှိတဲ့ဇကားတို့ပါ နောက်တစ်ခုမပြောသင့်တဲ့ဇကားတွေရှိပါသေးတယ်မပြောသင့်တဲ့အချိန်မှာပြောတဲ့ဇကားမဟုတ်မမှန်လှုပ်ကြံပြောတဲ့ဇကားကြမ်းထမ်းတဲ့ဇကားဒေါသရှိထားပြောကြတဲ့ဇကားတို့ဟာမပြောသင့်တဲ့ဇကားတွေပါလူသားတွေဟာနေ့စဉ်နဲ့အမျှဇကားပြောဆိုကြရမှာ ကိုယ့်တဲ့ကိုကျင်တရားကောင်းသူတွေ စိတ်ထားကောင်းသူတွေ အရာရာကိုချင့်ညင်ချင်းချင်းပညာနဲ့ဆင်ញင်တတ်သူတွေမိဘတွေဆရာသမားတွေအလုရှင်တွေသူလိုကိုလိုတာမန်ပုထုဇဉ်တွေတရားကိုတကယ်လိုက်စားကျင့်ကြံထားတဲ့အရိယာသူတော်သူမြတ်တွေစသဖြင့်လူရန်စားပေါင်းစုံနဲ့တွေ့ကြုံနိုင်ပါတယ်ကို့ထက်ညင်မြတ်သူတွေအပေါ်မပြောဆိုသင့်တဲ့ဇကားတွေရန်ရန်ဆိုင်ဆိုင်ပြောဆိုမိရင် ချိန်ဆမိရင်ဝစီဝေရထီတိုင်းရှတတ်ပါတယ် ဝစီပေရထိတိုင်းရှာတယ်ဆိုတာကိုပြောဆိုလိုက်တဲ့အတိုင်းကိုဘဝမှာ တွေ့ကြုံခံစားရတာကို ပြောတာပါဓမ္မပရမှာဇံဘုကတကရွန်အကြောင်းဖော်ပြထားတာကြောက်စရာပါသူဟာကတ္တပဖျားရှင်လက်ထက်ကယောတယောမနေထိုင်ကြတဲ့မိသားစုတစုကကြောင်းဆောက်လို့လူဒန်းပြီးပစ္စည်းလေးပါးနဲ့ထောက်ပံ့လူဒန်းကိုးကွယ်ခြင်းခံရတဲ့ ရန်တပါဖြစ်ခဲ့ဘူးပြီနေ့တိုင်းအဲ့ဒီမိသားစုထံကြွရောက်ကာဆွမ်းဖုံးပေးလေရှိပါတယ်တနေ့မှာရန်နာတပါကဆွမ်းကန်လှဲ့လေရင်အဲ့ဒီမိသားစုအိမ်တကားပေါက်ရောက်လာပါတယ်မိသားစုက ကြီးညိုသွားကဆွမ်းဆက်ကလူတန်းပြီးဒီအဝတ်ကိုစိုးရိမ်စိုးပြီးဝိုးယုံတော်မူပါဆိုပြီးအဝိဇ္ဇာကြီးတစ်ခုကို လူတန်းပါတယ်ပြီးတော့ အရှင်ဘုရားဆံမင်းတွေရှင်းနေပြီခေါင်းရိပ်ဖို့ခေါင်းရိပ်တဲ့ဆက်တာတွေကို ခေါ်ပေးပါမယ်လို့လျှောက်ထားကြပါတယ်နောက်တစ်ခုအိပ်ဖို့ရာကရင်ညောင်ဆောင်ယူလာပြီးလာခဲ့ပါမယ်လို့လျှောက်ထားကြပါတယ်အဲ့ဒီလိုပြုတ်လုပေးတာကို စွမ်းခံ အမြဲကြွတဲ့ယဟန်ကမြင်ပြီးငါကြတော့မလူဘူးအခုမှတွေ့ရတဲ့ယဟန်ကြလှူတယ်ဆိုပြီးစိတ်မချမ်းမသာဖြစ်ပါတယ် အာဂန္ဓုယန်တော်ဟာစွန့်ခံကြွနေကြယန်တော်ရဲ့เจ้าကိုကြွရောက်ပြီးမိသားစုက လူရန်ထားတဲ့ပစ္စည်းများနဲ့တရင်သုံးဖို့ပြင်ဆင်ပါတယ်နှစ်မားလုံးကိုလည်းမနှက်ကြစွန့်စားကြွဖို့မိသားစုကပင့်ဖိတ်ခဲ့ပါတယ်အဲ့ဒီလိုတရင်သုံးချိန်မှာညပိုင်းရောက်တော့เจ้าနေရန်ကအာဂန္ဓုယန်တော်ကိုတိမခံနိုင်ဖြစ်ကား ဲ့ဒီမိသားစုကလူတဲ့ဆွမ်းစားခြင်းထက် မစင်ကျင်ကြီးကိုစားတာပိုကောင်းတယ်အဲ့ဒီမိသားစုက ခေါ်ပြီးတဲ့ခေါင်းရိပ်သမားနဲ့ခေါင်းရိပ်တာတဲ့ထန်းစင်းနဲ့ဇမင်တွေကိုနှုတ်ပြတာကပိုကောင်းတယ်အဲ့ဒီမိသားစုကလူရန်းနဲ့အဝတ်ကိုဝတ်ယုံသုံးဆောင်တာထက်အဝတ်မဟုတ်ပဲနေတာပိုကောင်းတယ်အဲ့ဒီမိသားစုကလူရန်းထားတဲ့ကရင်မာအိတ်တာထက်ညီကြီးပေါ်မှာအိတ်တာက ပိုကောင်းတယ်လို့ဆဲဆို ချိန်ဆခဲ့ပါတယ်ဧည့်သည်ဖြစ်တဲ့ရန္တာမထေကဒီလူမိုက်ကငါ့ကိုအမိပြုပြီးမပြည့်စည်ပါစေနဲ့လို့စိတ်ထဲကကြံစီကမနှက်စောစောထကပင့်ဖိတ်ထားတဲ့အိမ်ကိုစွန့်ကံမလိုက်တော့ပဲအခြားတဏှာကိုကြွသွားပါတော့တယ်အဲ့ဒီလိုပြုတ်လုခဲ့တဲ့မကောင်းမှုအကုသိုလ်ကမ်းကြောင့်အဝိဇ္ဇငရဲမှာကြာရောက်ခါဂေါရမဗုဒ္ဓသာသနာမှာ ရာဇဂျိုပြည်မှာပစ္စည်းဥစ္စာကျွဲဝချမ်းသာတဲ့အမျိုးမှာလူလာဖြစ်ပါတယ်။ငွေဖွားလာတဲ့ကလေးငယ်လေးဟာလမ်းလျှောက်နိုင်တဲ့အရွယ်မှာအိယာမှာအိတ်ခိုင်းလို့လည်းမရ၊ထမင်းကျွေးလို့လည်းမရ၊သူ့ရဲ့မစင်တွေကိုပဲယူပြီးစားပါတယ်။ကြီးလာတော့လည်းဝိုးမဝတ်ပဲအိတ်တော့လည်းမြေပေါ်မှာသာအိတ်ပါတယ်။နောက်ပိုင်းမှာမိသားစုက သူ့ကိုဝိုးမဝတ်ပဲနေထိုင်ကြတယ် အာဇီဝက တက္ကရွန်၏ထံမှတက္ကရွန်ပြုဖို့ပို့လိုက်ပါတယ်အာဇီဝကတက္ကရွန်များကသူ့ကိုထမ်းစေနဲ့စံမင်များကိုဆွဲနှုတ်ပြစ်ခါတက္ကရွန်ပြုပေးကြပါတယ်အဲ့ဒီတက္ကရွန်တို့ရဲ့အကြောင်းမှလည်းစွမ်းမစားပဲမစင်တွေစားတာကိုတည်သွားကြပြီးနှင်းထုတ်ခြင်းခံရပါတယ်နှင်းထုတ်ခြင်းခံရပြီးတဲ့နောက် အများမစင်စွန့်ရအရက်မှနေထိုင်ပြီး ညာဘိုင်းမှာမစင်များကို စားသုံးကအများသူကမစင်စွန့်လာတဲ့အခါမှာလက်တစ်ဖက်နဲ့ကြောက်ဖြာကိုထောက်ပြီးခြေတစ်ချောင်းနဲ့ရက်ခါလေရှူပြီးပါးစပ်ကိုဖွင့်ထားကနေထိုင်ပါတယ်လူတွေကဘာကြောင့်ပါးစပ်ဖွင့်ထားတာလဲလို့မေးတဲ့အခါသူဟာလေကိုသာစားတော့တဲ့အကြောင်းဘာကြောင့်ခြေနှစ်ဖက်လုံးမရက်တာလဲလို့မေးတဲ့အခါခြေနှစ်ဖက်လုံးနင်းလိုက်မယ်ဆိုရင်မြေကြီးမခံနိုင်မဲ့ တုံလှုပ်သွားမှာဖြစ်တဲ့အကြောင်းငါဟာနေရောညရောမထိုင်ဘူးမအိပ်ဘူးလို့ပြောဆိုတာသူပြောတာကိုယုံကြည်သူများသူ့ကို ကိုးကွယ်သူများနဲ့သူ့ဘဝကိုစင်စင်ရဲရဲနေထိုင်ဖြတ်တန်းရပါတယ်အနှစ်ချုပ်ကြည့်လိုက်မယ်ဆိုရင်တော့ဝစီဘေရထီတိုင်းရှတ်တတ်တယ်ဆိုတာပါဇံဘုကတကရုံးဟာယန္နာကို မစင်စားတာပိုကောင်းတယ်လို့ ပြောခဲ့လို့မစင်စားရတဲ့ဘဝရောက်တယ်။ထန်းစင်းတဲ့ဇံမင်တွေကိုနှုတ်တာပိုကောင်းတယ်လို့ပြောခဲ့လို့တကရွန်းတွေထံမှာသူ့စပင်များကိုထန်းစင်းနဲ့နှုတ်တာကိုခံရတယ်။အဝတ်မဝတ်ပဲနေတာ ပိုကောင်းတယ်လို့ပြောခဲ့တဲ့အတွက်အဝတ်မဝတ်ပဲနေထိုင်ရတဲ့ဘဝကို ရောက်ရတယ်။မြေကြီးပေါ်မှာအိတ်တာပိုကောင်းတယ်လို့ပြောခဲ့လို့မြေပေါ်မှာ အိတ်ရတဲ့ဘဝကို ရောက်ရတယ်။ ဝစီပေရဟာကြောက်เสียကောင်းပါတယ်။ဒါကြောင့်တရားချစ်ခင်သူတော်စင်ပြိတ္တအပေါင်းတို့ဟာနှုတ်ကထွက်ရင် ပြီရောဆိုကပေါ့ပေါ့တန်တန်စကားမထွက်မိဖို့နှုတ်ကြမ်းအာကြမ်းမတရမ်းမိဖို့ဝစီပေရဆိုတာထီတိုင်းရှရတဲ့လို့နားလေသဘောပေါက်ခါမိဘအပေါ်ဆရာသမားများအပေါ်ကျေးဇူးရှင်များအပေါ်သူတော်ကောင်းများအပေါ်နှုတ်ဝစီနဲ့မပြစ်မမိအောင် နေထိုင်တတ်ကြဖို့ပါပဲမိတ်ဆွေတို့ဒီတရားလေးနာကြပြီးကကြီးနှုတ်ကြံအာကြံဆဲဆူချိန်ဆဘူးပါဒလားခခွေဆဲဆူချိန်ဆခြင်းရဲ့စိုးကျိုးကိုတွေ့ကြုံဘူးပါဒလားကငယ်ဝစီဗေရ ထီတိုင်းရှတယ်လို့ယုံကြည်ပါဒလားဖြည့်ကြားကယင်ကြီးတိမ်မွေးစွာပြောဆိုတတ်တဲ့သူတော်ကောင်းတွေဖြစ်ကြပါစေ